တဘွားရဲ့ profile ဆရာကောင်းတဲ့နေရာတော့ EOD ဘဏ်က MP credit card နဲ့ဖြတ်ထားတာ EOD ဘဏ်က MP credit card နဲ့ဆိုလို့ကျွန်တော်တို့တည်ထောင်ထားတယ်လေ2005-2016ဘဏ်နာနဲ့အတွင်းတရားမဝင်ကုန်သွယ်မှုတွေပြုလုပ်ခဲ့တာဟာအမေရိကန်ဒေါ်လာတန်း8000ကျော်အထိရှိနေတယ်လို့ UMSCCI ရဲ့တရားမဝင်ကုန်သွယ်မှုအတွက်သုတေသနတင်ပြချက်ကိုကိုးကားပြီး UMSCCI ရဲ့ဒုတိယဥက္ကဋ္ဌဦးဝေဖြူကပြောပါရယ် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကလည်းအဓိကကုန်သွယ်နေတဲ့နိုင်ငံအနေနဲ့တရုတ်နဲ့ထိုင်းနိုင်ငံတို့ဟာအများဆုံးဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့65ရာခိုင်နှုန်းကုန်သွယ်ထားပြီးထိုင်းနိုင်ငံနဲ့4.2ရာခိုင်နှုန်းကုန်သွယ်ထားကနှစ်နိုင်ငံပေါ်ရဲ့စုစုပေါင်းနေဆက်ကုန်သွယ်မှုဟာ69ရာခိုင်နှုန်းရှိပါတယ်။နေဆက်တွေကနေရောအခြားကုန်သွယ်မှုတွေကနေတရားမဝင်ကုန်သွယ်မှုတွေဟာသွင်းကုန်မှာ American Dollar 9339သန်းနဲ့ပို့ကုန်မှာ American Dollar 1985သန်းစုစုပေါင်း American Dollar 8314သန်းလောက်ရှိနေတာဖြစ်ပါတယ်။တရားမဝင်ကုန်သွယ်မှုတွေဖြစ်နေရတာဟာအမျက်ငွေပိုမိုရရှိခြင်း ရှောင်းခွင်းလန်းတွေကနေထွက်သွားတာတွေရှိသလိုနေစားပုတ်မှာရှိတဲ့ကုန်တွေတွေအနေနဲ့လည်းလုံထုံးလုံနီးတွေနဲ့အညီလှုပ်ဆောင်နေရတာဟာသူတို့အတွက်အချိန်ကျန်းစာမှုတွေဖြစ်စေတာကြောင့်အခုလိုကုန်တွေတာတွေဖြစ်တယ်လို့ဥဝေဖြိုးကဆက်လက်ပြောပါရယ်တရားမဝင်ကုန်တွေမှုကိုတားဆီးနိုင်ဖို့အတွက်နေစားဂိတ်တွေမှာခင်မီနီးပညာနဲ့အသုံးပြုဆောင်ရွက်တဲ့လို့ရွမ်းမတ်စီစီအိုင်ကတင်ပြခဲ့ပြီးဒီတင်ပြချက်အပေါ်စီမံကိန်းနဲ့ဘန်နာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းကအခုလိုပဲပြန်လည်ဖြေကြားပေးခဲ့ပါရယ်ကျွန်တော်တို့ရေးပြီးပြနေမှာ ဟိုကတ်စတာပါပဲကတ်စရာဒီနာကဖွဲ့ဖွဲ့စီရတောင်းတောင်းမိတော့ပုံကိုပါအဲ့ဒါကျွန်တော်စဉ်းစားကြည့်ပါနောက်လာကျွန်တော်တရားဝင်ကိုကြီးနဲ့ပတ်သက်လို့ရှိရင် electronic C ကျွန်တော်တို့ worst of service နေအဲ့ဒါရကျွန်တော်မေးစက်ကြီးတွေမှာလုပ်ဖို့လို့တက်ဆိုင်ရာကတ်စတာဝင်ပြပေးပါပြီနောက်ကျွန်တော်တက်ဆိုင်ရာကျွန်တော်ကိုကြီးပြတဲ့ပို့ဆောင်စက်တွေဝင်ချင်ကြီးလိုက်ထားပြီးပါပြီနောက်စီဝါကုသလည်းကြီးလိုက်ထားပြီးပါပြီအဓိကကကျွန်တော်တို့ခုနကပြောပြောချင်တာကတော့ကိုကိုနာမည်ရပြုလို့နော်အဲကိုချိုးတင်ရတဲ့ဆရာ အားလုံးကျွန်တော်တို့ပြည်ပြချက်တာအဲ့တော့ကျွန်တော်ဒီကညာကတော့ဒီကျွန်တော်တို့ပြည့်ရှိချက်တွေအစားအဲ့ပြည့်ရှိချက်တွေကိုကျွန်တော်တို့မအားလုံးချင်လဲဆိုတော့တိကျပေးလို့ကျွန်တော်ဖိတ်ခေါ်ကြတာဒါမှမဟုတ်ကျွန်တော်ကရှိမရောက်ဘူးပြည့်ရှိချက်တွေအားလုံးစဉ်းစားဝင်လာတော့သတ်ပြီးရဖြစ်တဲ့ကြောင့်ဒီလေဒီကိုလေဒီကျွန်တော်တို့ရဲ့ကိစ္စကအဲ့ဒီကျွန်တော်တို့ရှင်ကျွန်တော်ရတဲ့အချက်က7မိနစ်ဖြစ်တယ်ကျွန်တော်ပြောမှတ်တာကဒီ7မိနစ်ကိုကျွန်တော်က7မိနစ်ကိုချင်းပြပြတာတပ်ပြထားလိုက်လို့ရှင်ကျွန်တော်တန်ဟိုင်းရဲ့ဆွေးနွေးလို့ရတယ် ခုကျတော့ limit ဖြစ်လာတယ်ကျွန်တော်စဉ်းစားကောင်းဘူး။စဉ်းစားနေတယ်ပြောချင်တယ်ပြောပြရအောင်။အဲ့တော့ normal zero ပါအဲ့ဒါကိုခုခဏလေးတကယ်လေးကျွန်တော်ကြွားနေတဲ့အစီအပေါ်တော်လေးဖြစ်အောင်ကြိုးစားပေးပါဦးနော်။လေဆက်ကုံသွဲရေးဂိတ်စလေးကိုအနက်တရုတ်နိုင်ငံနဲ့ကုံသွဲနေတာဟာအဓိကအားဖြင့်မူဆယ်ချင်းရွှေဟော်ကန်ပိုက်တီလွယ်ကျေရိုးဘတ်ကနေကုံသွဲနေတာဖြစ်ပါတယ်။ထိုင်းနိုင်ငံနဲ့ကတော့ဘေးကောတောင် တာချီလိန်နဘူးလေမောတောင်အစရှိတဲ့နေဆက်ဂိတ်တွေကနေကုံသွဲနေတာဖြစ်ပါတယ်။